မြန်မာဘင်္ဂလားဒေ့ရှ်နယ်စပ်မောင်တော်မြို့နယ်ထဲမှာမွတ်စလင်လက်နက်ကိုင်တပ်တွေရဲ့စိတ်ဝင်တိုက်ခိုက်မှုကိုတံပြန်ချိန်မုံရေလုံနေရတဲ့အာရခတပ်တော် AA ဟာပြည်ရင်းစစ်မျက်နှာလေးခုမှလည်းအာဏာသိမ်းစစ်တပ်ကိုတံပြန်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ AA ကထုတ်ပြန်ပါတယ်ရခိုင်ပြည်နယ်အတွင်းမှာတိမ်ပိုက်ဖို့ကြံနေသေးတဲ့နေရာတွေအပါအဝင်ရခိုင်ပြည်နယ်နဲ့ထိစပ်နေတဲ့ပဲခူးတိုင်းမကွေးတိုင်းနဲ့အေရီတိုင်းစစ်မျက်နှာတွေမှာအာနာသိန်းစစ်တပ်ကိုတံပြန်ထိုးစစ်တွေလုပ်နေတာကြောင့် တိုက်ပွဲတွေပြင်းထန်နေတယ်လို့ AA ကအောက်တိုဘာ10ရက်နေ့မှာသတင်းထုတ်ပြန်ပါတယ်။အနာဒိစစ်တပ်ကနိုင်ငံတွန်းဆုံဆုံသွားတဲ့တရင်တပ်မှစစ်တိုင်းဌာနချုပ်တွေအပါအဝင်စစ်ရေးနိုင်ငံရေးအရာမဟာဗျူဟာကြတဲ့နေရာတွေကိုပြန်လည်စိုးမိုးနိုင်မှုအတွက်ထိုးစစ်ဆင်တိုက်ခိုက်လာမှုအပေါ်မှာ AA အနေနဲ့ကြံ့ကြံ့ခံပြီးတံပြန်ထိုးစစ်တွေဆင်နွှဲနေတာလို့ဆိုပါတယ်။ ခတ်တက်တော်အေအားမြို့နယ်ပေါင်း16မြို့ရှိတဲ့ရခိုင်ပြည်နယ်ထဲမှာ14မြို့ကိုသိမ်းပိုက်ထားပြီးပြည်နယ်မြို့တော်စစ်တွေနဲ့တရုတ်စီမံကိန်းတွေရှိနေတဲ့ကြောက်ဖြူမြို့နယ်မန်အောင်မြို့တွေသာကြန့်ရှိတော်တာ ဖြစ်ပါတယ်။ဒီထက်ကစစ်တွေနဲ့ကြောက်ဖြူမြို့တွေကအေအေတက်ရဲ့ဝိုင်းပတ်ပိတ်ဆို့မှုကိုခံထားရတာဖြစ်ပါတယ်။ကြောက်ဖြူမြို့ကိုသိမ်းပိုက်နိုင်မှုအတွက်အေအေကဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေတာလည်းဖြစ်ပါတယ်။ကြောက်ဖြူမှာအေအေရဲ့ထိုးစစ်ကိုတံပြန်နိုင်မှုအတွက် အနာသိစစ်တပ်ဘက်က2025ခုနှစ်မတ်လဆမ်းမိုင်းကစတင်ပြီးကြီးရည်လေးပူပေါင်းစစ်ဆင်ယူတွေချိန်ဖက်များစွာ လုပ်နေပေမဲ့ထိရောက်မှုမရှိဘဲအထက်ကအကြဆုံးများနေတယ်လို့အေအေရထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။စစ်ကောမရှင်ရဲ့စစ်သည်မော်တွေကပင်လယ်ပြင်ကနေစည်ရည်ပြတ်မှမဟုတ်တဲ့အရသားနေထိုင်ရာရက်ွက်ကြီးရွာတွေအတွင်ကိုလက်နက်ကြီးနဲ့ရန်တမ်းပစ်ခတ်တိုက်ခိုက်တာပင်လယ်ပြင်အနီးငါးဖမ်းထွက်ကြတဲ့ရေလုံသားပြည်သူတွေကိုဖမ်းဆီးတပ်ဖြတ်တာတွေ ဒီရပိုင်းအတွက်မှာဆက်တိုက်လုပ်လာတယ်လို့ဆိုပါရယ်။ရေချောင်းကနေလက်နက်ကြီးနဲ့ပြက်ခတ်တိုက်ခိုက်မှုတွေကိုကြောက်ဖြူမျိုးနဲ့အေအေသိမ့်ပိုက်ထားတဲ့ကွာမျိုးနဲ့တန်တွဲမျိုးတွေမှာလုံနေတာဖြစ်ကောင်းဒီတိုက်ခိုက်မှုတွေကြောင့်အရက်သားပြည်သူထိခိုက်သေးဆုံးမှုတွေရှိနေတယ်လို့အရက်သား20ထပ်မင်းနဲ့ဖမ်းဆီးခံထားတယ်လို့သိရပါရယ်။ဒါအပြင်စစ်ကော်မရှင်တပ်ကအောက်တိုဘာ10ရက်နေ့မနက်ပိုင်းကတန်တွဲမျိုးအနေဝင်ကျင်ကိုချက်လျင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့အေအေကထုတ်ပြန်ပါရယ်။ ဒီလိုလေကြောင်းနဲ့ရေကြောင်းတိုက်ခိုက်မှုတွေကြောင့်ပြည်သူတွေအနေနဲ့ပင်လယ်ကမ်းနီးနဲ့မျိုးရွာတွေအတွက်မှာစည်ရည်တရေရှိကြဖို့နဲ့အထူးတရီထားကြဖို့အေအေကအသိပေးထားပါတယ်။ရခိုင်ပြည်နယ်နဲ့မကွေးတိုင်းအဆက်ငဖဲမြို့နယ်အတွက်ကနှက်ရေကန်လေကြောင်းရန်ကောက်ွဲတပ်စခန်းနဲ့အနီးတစ်ဝိုက်မှာလဲအေအေဦးဆောင်တဲ့တော်လိုင်းပူပေါင်းတပ်တွေနဲ့အာနာသိန်းတပ်တို့ကြားတိုက်ပွဲတွေ ပြင်းထန်နေပါတယ်။ အမ်ဘရန်လမ်းမပေါ်မှာရှိတဲ့နေရီကန်စခန်းအတွက်အဓိကကာကင်စခန်းတစ်ခုဖြစ်တဲ့ပစီရွာအနီးကဖိုက်တာကုန်းစခန်းကိုအေးနဲ့ပူပေါင်းတပ်တွေကအောက်တိုဘာ၁၀ရက်နေ့မှာသိမ်းပိုက်နိုင်လိုက်တယ်လို့မြေပြင်စီးရေးသတင်းမြစ်တွေထံကသိရပါဗျ။အဲဒီနောက်မှာတော့နေရီကန်ပင်မစခန်းကိုတော်လန်ရေးတပ်တွေကဆက်လက်တိုက်ခိုက်နေတယ်လို့သိရပါဗျ။ တခိုင်ပြည်နယ်ပုဂိုတိုင်းအဆက်ပရောင်းမြို့နယ်အတွင်းကညောင်ချိုးကြီးရွာအနီးတဝိုင်မှာလဲအာနာသိန်းတက်နဲ့အေအေဦးဆောင်တဲ့တော်လင်းတက်တွေကြားမှာတိုက်ပွဲပြင်းထန်နေပါတယ်။တောင်ကုန်းပရောင်းလမ်းမိုင်းပေါ်ကလေတာတောင်ညောင်ချိုးစခန်းနဲ့ဆင်လန်ရွာဝင်းကျင်တဝိုင်မှာတိုက်ပွဲတွေ ပြင်းထန်နေတာလို့သိရပါတယ်။ဒါ့အပြင်ပရောင်းမြို့နယ်မတုံရွာမှာရှိတဲ့အမတ်၁၆ကားကွယ်ရေးပစ္စည်းထုတ်ဆက်ယုံကိုလည်းတော်လင်းပူပေါင်းတက်တွေဘက်ကဖြက်လေးပြက်နဲ့ဖြတ်တောက်ထားတာနှစ်လခွဲလောက်ကြာမြင့်နေပြီလို့မြေပြင်စီးရေးသတင်းမြစ်တွေထံကသိရပါတယ်။ ရာရီတိုင်းနဲ့ရခိုင်ပြည်နယ်အဆက်မှာတော့ရေကြီးငတိုင်းချောင်းလေးမျက်နှာနဲ့တာပေါင်းမြို့နယ်တွေအထိအေးနဲ့ပူပေါင်းတပ်တွေကထိုးစစ်ဆင်တိုက်ခိုက်ကတိုက်ပွဲတွေပြင်းထန်နေတာပါ။အရာရီတိုင်းစစ်မျက်နှာမှာတော့အာနာဒိန်စစ်တပ်ကမြေပြင်ကနေကြီးတက်တွေအပြင်ဝေဟင်တဲ့ရေချောင်းကိုပါအသုံးပြုနိုင်မြင်မဲ့အေနဲ့ဒေါ်လင်းပူပေါင်းတက်တွေရဲ့ထိုးဖောက်မှုကိုချိန်မုံနိုင်မှုခက်ခဲနေတာကိုတွေ့ရတယ်လို့စစ်ရေးဆောင်ကြည့်သူတွေကပြောပါရယ်စစ်တပ်ကတော့အရာရီတိုင်းနဲ့ကိုလာရောက်ခုလုံနေတဲ့ရခိုင်စစ်ဆောင်တွေကို ဖန်ဆီးနှိပ်ကွပ်မှုတွေပြုလုပ်နေတာကိုတွေ့ရပါတယ်ရှင်